အားလုံးမင်္ဂလာပါဗျာဒီတစ်ခါမှာတော့ဇဲထမီတာတူပါဝင်ပြည်သူများလှူဒါန်းနေတဲ့ဌာပနာကိုလှူမကုလိုရမှာမဟုတ်ဘူးလို့ပြောလာတဲ့မျိုးတမီတဝီရဲ့ရုပ်တံပရိုဖိုင်လေးကိုအားလုံးတည်အောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ မိသားစုကလှူတဲ့ဒါမစိုးရင်ကြောင်းတိုက်ဌာပနာယတနာတိုက်ပေါ့နော်အဲ့ဒါမှာအငင်းပွားနေကြတာလေးကျွန်မတက်ချက်လေးအမြင်လေးပြောချင်တာပေါ့နော်။ဘာလဲဆိုတော့အာဒီတဲမှာဟိုဟိုပါကျုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာပြီးဝန်သားဟောထားတဲ့တရားလေးကျွန်မနာဘူးတာလေးနဲ့ကျွန်မနည်းနည်းတိုက်ဆိုင်တာလေးပြောပြချင်လို့ပေါ့နော်။ဆရာတော်ဘုရားကြီးကဘာပြောလဲဆိုတော့အာ အခုခေတ်စကားနဲ့အလွယ်ပြောမယ်ဆိုရင်ရေများရာကိုမိုးရွာမဲ့အစားတကယ်ကွက်လက်ဖြစ်နေတဲ့နေရာတွေကိုဖြည့်ပေးတာပို့ပြီးတော့ကုသိုလ်ထူပါတယ်တဲ့။နောက်ပြီးတော့အာဇရက်တွေကြောင်းတွေတရားတွေတိုင်းတွေလှူမှနိဗ္ဗာန်ရောက်မှာမဟုတ်ဘူးကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်။ကျန်တဲ့ကုသိုလ်အလှူတွေဆိုတာကလည်းတိရစ္ဆာန်လေးတွေလူတွေတကယ်ဒုက္ခရောက်တဲ့သူတွေတကယ်လိုအပ်တဲ့နေရာတွေတကယ်ကိုအာကွက်လက်ဖြစ်နေတဲ့နေရာတွေကိုလှူဒန်းမှတကယ်ကုသိုလ်အထူးကိုရနိုင်ပါတယ်ဆိုပြီးတော့ဒါဟောထားတယ်။ပြီးတော့လဲဌာပနာတွေနဲ့ပတ်သက်ပြီးတော့လဲအရန် ကြီးတော့အာဘာမှတော့အရန်ကြီးတို့တွေအတူတူဆရာတော်ဘုရားကြီးကပြောထားတာတိတ်မရှိဘူးဗောနော်အဲအဲ့ဒီတော့အဲဒါပေမဲ့ဒီမစိုးရင်ចောင်းတိုက်ဆိုတာလဲဒါမြန်မာနိုင်ငံမှာအရန်ကိုအာပြောရမယ်တံပိုးထားထိုက်တဲ့အဲចောင်းတိုက်ကြီးတခုဖြစ်တယ်ဗောနော်ဒီចောင်းတိုက်ကြီးမန္တလေးမြို့ရဲ့အထင်ကြီးရចောင်းတိုက်လည်းဖြစ်တဲ့အတွက်ဒါမန္တလေးမြို့သူမြို့သားတွေရဲ့စေတနာတွေကလည်းအဲဒီចောင်းတိုက်ထဲမှာဗောအကုန်လုံးကဒီចောင်းတိုက်ကြီးဒီငလင်းကြောင့်ပြိုကျသွားတဲ့ဟာတွေကြောင့်လည်းငကြီးကွဲရတာအများကြီးတယ်ဒါပေမဲ့ ငလင်ကြောင့်ပြူကျသွားတာကဒီចောင်းတိုက်တစ်ခုတည်းမဟုတ်ပါဘူးနေရာတကမှာငလင်ကြောင့်ပျက်စီးသွားတဲ့နေရာတွေအများကြီးရှိတယ်လိုအပ်နေတဲ့နေရာတွေအများကြီးရှိတယ်ဗောနောအာအကုန်လုံးကိုအကုန်လုံးတချို့တလီကလည်းဒါကိုကုသူအာတာရုမခေါ်နိုင်ဘူးလို့ပြောတာတာရုမခေါ်နိုင်ဘူးလို့တော့မပြောပါနဲ့ခေါ်လိုက်ပါရှင်ဘာဖြစ်လို့လဲဆိုတော့ဒါမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့အရာတစ်ခုဗောနောအလှူဆိုတာတော့မြန်မာလူမျိုးတွေရဲ့ထုံးစံကတော့အကုန်လုံးကလှူကျင်တန်းကျင်တဲ့စိတ်ကလူတိုင်းမှာအပြည့်ရှိတယ် အဲမြန်မာလူမျိုးတိုင်းရဲ့ထုံးစံအဲ့တော့ဒါအပြစ်ပြောလို့လုံးဝမရပါဘူးရှင်ပြီးတော့လေဒီယေဒနာဘုံကြီးကလည်းတဦးတယောက်တည်းလှူထားတာမဟုတ်ဘူးနည်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 းချင်းတည်း တယောက်ကိုနည်းနည်းချင်းတည်စုပြီးတော့လှူရင်းထဲမှာဒီရေထဲကအပုံကြီးဖြစ်သွားတာတဦးတယောက်တည်းလှူတယ်ဆိုရင်တော့ဒါပြောရင်ပြောစရာပေါ့နော်ဒါအများကြီးလှူထားတာဖြစ်တဲ့အတွက်လှူထားတဲ့သူတွေကိုအာတရာတရားပြက်အောင်လို့လဲအောက်ကနေပြီးတော့အာဘယ်လိုပြောမလဲသာဓုမခေါ်နိုင်ဘူးဒီနေရာမှာမလှူအပ်ဘူးဘယ်နေရာမှာလှူအပ်တယ်ဆိုတော့ဆရာလုပ်တဲ့အသုံးအနှုန်းမျိုးတွေမသုံးဖို့ကျမကဒီကနေပြောလေမြင်ရတာလည်းအဆင်မပြေလို့ပါအာဟိုအဘုသူတွေမယူကြပါနဲ့ပေါ့နော်ကိုကမလှူခြင်းဘူးဆိုမလှူပါနဲ့လှူနိုင်တဲ့သူတွေကိုလည်းအပြစ်မပြောပါနဲ့ပေါ့နော်ဒါပါပဲရှင်